်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးပြာသခင်ရဲ့ခြေထောက်ကိုချီးမွမ်းပါတယ်ပေဆောင်ရာအလင်းဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး1အငယ်1ကနေ9ကိုဆင်ခြင်သွားခြင်းပါတယ် အစာအုပ်၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစာအုပ်၌ဘုရားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသော အရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏သူအသက်တည်လဲလူတို့ဤအလင်း ဖြစ်၏ ထိုအလင်းသည်မောင်မိုက်၌လင်း၍မောင်မိုက်သည်မခံမယူယောဟန်အမည်ရှိသောသူတယောက်ကိုဖျားသခင်စေလွတ်တော်မူ၏ထိုသူကိုလူအပေါင်းတို့သည်အမည်ပြု၍ယုံကြည်ခြင်းသို့ရောက်မည်အကြောင်းထိုသူသည်တတ်သိခံဖြစ်၍အလင်းတော်၏အကြောင်းကိုတတ်သိခံခြင်းငါလာ၏ထိုသူသည်အလင်းတော်မဟုတ်အလင်းတော်၏အကြောင်းကိုတတ်သိခံခြင်းငါသာလာ၏ဟုတ်မှန်သောအလင်းမူကား ဤလောကသို့ကြွလာလျက်ခတ်သိမ်းသော လူအပေါင်းတို့အားအလင်းကိုပေးသောသူ ဖြစ်သည်။တမာကျမ်းစာမှာအလင်းကိုကောင်းမြတ်မှုတွေနဲ့ညီမျှတဲ့အကြောင်း ဖော်ပြထားပါတယ်။ဥပမာအနေနဲ့သခင်ယေရှုခရစ်တော်ကယောဟန်အခန်းကြီး7အငယ်46မှာငါကိုယုံကြည်သမျှသောသူတို့သည် မောင်မိုက်၌မနေစေခြင်းကငါသည်အလင်းဖြစ်လျက်ဤလောကသို့ကြွလာပြီလို့ဖော်ပြထားပါတယ် ျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့တပြိုင်တည်းထဲအသက်ရှင်တဲ့ကိုတော်ကကျွန်တော်တို့အတွင်းမှာတန်ရှင်သောဝိညာဉ်တော်အားဖြင့်နေထိုင်ဂိမ်းဝတ်တော်မူပါれဆိုလိုတာကကျွန်တော်တို့ကယ်တင်ခြင်းခံရတဲ့အခါမှာယောဟန်အခန်းကြီး၈အငယ်၁၂မှာဆိုထားတဲ့အတိုင်းခရစ်တော်ရဲ့အလင်းတနည်းအားဖြင့်အသက်ရဲ့အလင်းကိုရရှိတယ် သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်တော်မူပြီးတဲ့နောက်ပိုင်းတပည့်တော်တွေနဲ့အတူရပောင်း40နေပြီးတော့ကောင်းကင်ဘုံကိုတက်ကြွမတော်ခင်မှာမဿဲအခန်းကြီး28အငယ်19ကနေ20မှာလူမျိုးအပေါင်းကိုသူ့ရဲ့တပည့်ဖြစ်စေကြလို့လို့မိန့်တော်မူခဲ့တယ်။ဒါကကျွန်တော်တို့ဟာကဘာတဝန်းလုံးကိုဒီအလင်းကိုတည်ဆောင်သွားရမယ်အကြောင်းပဲဖြစ်တယ်။ဆိုတော့ဒီအလင်းကိုတည်ဆောင်သွားဖို့ကျွန်တော်တို့ဘယ်လိုလှုပ်ဆောင်ရမလဲ။ နီလန်သုံးခုအနေနဲ့ရှိပါတယ်ပထမနီလန်ကဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေကတချို့ကိုမိမိရှိနေတဲ့နေရာတင်တာမကပဲနဲ့ခရစ်တော်မိန့်မာထားတဲ့စကားအတိုင်းမြေကြီးစွန်းတိုင်အောင်ဆိုတဲ့ကဘာတဝန်းလုံးကို ခရစ်တော်ရဲ့အလင်းတက်ရောက်စေဖို့အတွက်အလင်းတရားဧဝံဂေလိတရားကို ယူဆောင်ပေးဆောင်သွားရမှာဖြစ်တယ်ကဘာပေါ်မှာရှိတဲ့လူမျိုးတိုင်းမှာကဲ့တင်ခြင်းအကြောင်းကိုတခါမှ မကြားဘူးတဲ့သူတွေရှိနေပြီးတော့ကျွန်တော်ယုံကြည်သူတွေအနေနဲ့သာသနာပြုတွေအဖြစ်သူတို့စီကိုဧဝံဂေလိတရားကိုဟောပြောဖို့အတွက်တွားရောက်နိုင်ပါတယ်။နောက်ဒုတိယနီလန်းကဘုရားသခင်ကကျွန်တော်ရှိတဲ့နေရာမှာကျွန်တော်ကိုယ်တိုင်ကအလင်းဖြစ်စေပြီးတော့မှဒီအလင်းတရားကို ဖြန့်ကျက်ဖို့ဧဝံဂေလိတရားကိုဖြန့်ဝေဖို့ခေါ်ဆောင်အသုံးပြုပါတယ် ဧဝံဂေလိတရားရဲ့မျှော်လင့်ချက်ဟာကျွန်တော်တို့နေထိုင်ရာရက်ွက်ခြေရွာမိသားစုနဲ့အလုခွင်တွေမှာလိုအပ်ပါတယ်ဒါကိုကျွန်တော်တို့လုပ်ရမှာဖြစ်တယ်ကျွန်တော်တို့ယောဟန်အခန်းကြီး၄အငယ်တက်ကန်နေ၄၀မှာယာကုပ်ရဲ့ရေတွင်းနားမှာရေလာခတ်တဲ့ရှမာရိအမျိုးသမီးဟာအလင်းတော်ဖြစ်တဲ့ခရစ်တော်နဲ့သူ တွေ့ခဲ့တယ်အဲ့ဒီအမျိုးသမီးဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင် အလင်းတော်ကိုရရှိပြီးတဲ့နောက်သူ့ရဲ့မြို့ရွာမှာသခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို ပြန်လည်ထပ်ဆင့်ဝေမျှသက်သေခံတဲ့အတွက်သူ့မြို့ရွာမှာရှိနေတဲ့သူတွေဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်ကြတယ်သူတို့ဟာအလင်းတရားကိုလက်ခံရရှိကြတယ်နောက်တတရနီလန်းကတော့ဘုရားသခင်ကခရစ်တော်ကိုယုံကြည်ခြင်းအပြင်နောက်တော်ကိုလိုက်တဲ့သူတွေကိုဘုရားသခင်အနန္တထားတဲ့အချိန်ပန်းနာစွမ်းရည်တွေ ဆုကျေးဇူးတွေကိုပေးအပ်ထားတဲ့အရင်အမြစ်တွေကိုခရစ်တော်ရဲ့အလင်းတရားကို ပြန်လည်သေးဆောင် စကတ်တဲ့လုပ်ငန်းမှာ စကတ်ချဖို့တောင်းဆိုနေပါတယ်။ကျွန်တော်ယောဟန်ခန်းကြီး6အငယ်9ကနေ15မှာဆိုရင်အန်ဒရီနဲ့မုံငါလုံးနဲ့ငါးနှစ်ကောင်ရှိတဲ့လူငယ်လေးတို့ဟာသူတို့တက်ဆွမ်းနိုင်တဲ့အတိုင်းစကတ်ပြီးတော့အလင်းတရားအတွေ့အထောက်အကူပေးခဲ့ကြပါတယ်။ဒီနီလန်အားဖြင့် ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့အနေနဲ့ပါဝင် စက္ကတ်ကြဖို့ပဲဖြစ်တယ်။ပရောဖက်ကကဲ့တင်ခြင်းတည်င်းစကားကိုနေရာတိုင်းမှာဟောပြောနိုင်ဖို့အတွက်ကျွန်တော်တို့ကိုရရောစွာ ပါဝင် စေလိုပါတယ်။ကိုရောရဲ့ရည်ရွယ်ချက်ရှိတဲ့သခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို တခြားသူတွေကို ပြန်ပြောဖို့ကျွန်တော်တို့ဆန္ဒရှိသလား။လောကမှာကိုရောရဲ့အလင်းကိုဘလို့မျှဝေစေလိုတဲ့အကြောင်းကိုရောကိုလမ်းပြပေးဖို့ဆုတောင်းပါ။ဤဖက်အခန်းကြီး9အငယ်9မှာတော့ အရင်းတော်ရဲ့အကျိုးကတော့အလုံးစုံသောကောင်းမွန်ခြင်း ဖြောက်မတ်ခြင်းတစ္ဆာဆောင်ခြင်းဖြစ်တယ်လို့ဆိုထားပါဗယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်အပြင်ဘုရားသခင်ရဲ့အလုံးစုံသောကောင်းမွန်ခြင်းကိုကိုယ်တိုင်ခံစားရသလိုအလင်းရဲ့အကျိုးကိုလိုအပ်နေတဲ့လောကကြီးတဲကိုလည်းကျွန်တော်တို့ ဖြောက်မတ်စွာကိုယ်တိုင် အသက်ရှင်ပြီးတော့တည်ဆောင်သွားဖို့ပဲဖြစ်တယ်။အလင်းတော်ကိုတည်ဆောင်ရမှာကိုကိုယ်တိုင်ကအလင်းအနေနဲ့အသက်ရှင်ခြင်းဖြစ်သလိုအလင်းကို အလင်းတော်ကိုတစ္ဆာဆောင်ခြင်းနဲ့အတူတည်ဆောင်သွားဖို့ဖြစ်တယ်။ဈာနာရှင်ချင်းကြတဲ့သူတိုင်းသခင်ယေရှုခရစ်တော်ရဲ့တည်ဆောင်ရာအလင်းတွေအဖြစ်ဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်။